မဲယုံတာဝန်ပေးရမှုများကိုစနစ်တကျဆောင်ရွက်ရန်လိုအပ် မယုံတောင်းဝယ်ပေးရမှုတွေနဲ့ပတ်သက်လို့စနစ်တကျဆောင်ရွက်သွားဖို့လို့ပြီးရွေးကောက်ပွဲကော်မရှင်နဲ့တိုင်းဒေသကြီးပြည်내အစိုးရတွေအနေနဲ့လုပ်ငန်းတွေကိုမှန်မှန်ကန်ကန်ဖြစ်အောင်စီစစ်ဆောင်ရွက်သွားဖို့လိုတယ်လို့နိုင်ငံတော်ယာယီတမရနိုင်ငံတော်လုံခြုံရေးနဲ့အီဇန်သားအရေးကော်မရှင်ဥက္ကဋ္ဌဘိုးချုပ်မူကြီးမြောင်းလိုင်းကပြောပါရတယ်။အော်တိုဝါ၁၆ရက်ကကျင်းပပြုလုပ်တဲ့ပြည်တော်စုဝင်ကြီးတွေတိုင်းဒေသကြီးပြည်내ဝင်ကြီးချုပ်တွေကိုတွေ့ဆုံအမှားစကားပြောကြားမှာထည့်သွင်းပြောကြားခဲ့တာပါ။ရွေးကောက်ပွဲကျင်းပချိန်မှာမဲဆင်းတွေမှတ်ကန်မှုရှိစေရတဲ့အတွက်တိကျမှတ်ကန်တဲ့မဲဆင်း နေရရှိစေဖို့သကောင်စင်းကိုကောက်ယူခဲ့တာဖြစ်ပြီးစီးနေမှန်ကန်မှုရှိစေကလည်းအရေးကြီးရလို့ဗိုလ်ချုပ်မှုချင်းမရောက်နိုင်ကပြောပါရယ်မဲပေးရွေးချယ်ရမှာလဲကိုစလဲတွေကဒုတာဝန်အရေးသုံးပါးကိုအလေးထားဆောင်ထိန်သူနိုင်ငံရေးအမြင်လုံခြုံရေးအမြင်စီးပွားရေးအမြင်အုပ်ချုပ်ရေးအမြင်တွေရှိသူဖြစ်ဖို့လိုပြီးတော့အမှန်တကယ်အတိုင်းပြည်ကျုပ်အတွက်ဆောင်ရွက်နိုင်တဲ့သူဖြစ်ဖို့လိုရလို့လဲဆိုပါရယ် အဲ့ဒီပြင်ကော်မရှင်ဒုတိယဥက္ကဋ္ဌဒုတိယဘုတ်ကျုံမူကြီးဆိုဝင်းကလည်းမဲဆွယ်ကာလနဲ့ရွေးကောက်ပွဲကျင်းပမယ့်အပိုင်းနေလိုက်တာဝန်ရှိသူတွေအနေနဲ့လုံခြုံရေးအထူးအလေးထားဆောင်ရွက်ဖို့လိုပြီးအခုကျင်းပမယ့်ရွေးကောက်ပွဲမှာမဲစင်းမှတ်ကံမှုနဲ့ကဏ္ဍဆောင်အမောင်းရင်မရှိစေရင်ကြကြမမတ်နဲ့အထူးအလေးထားဆောင်ရွက်ဖို့ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါတယ်